္ဂလာပါအခုကတော့ကျွန်တော်ဒီ Gmail ရဖုန်းနံပါတ်တွေကိုဒါကုတ်မပို့ပြီးတော့ဘောနော်အဲ့လိုဆိုရင်ဒါဘယ်လိုဖြစ်ရှင်းရမလဲဆိုတော့ရှင်းပြမှာဖြစ်ပါတယ်အဲ့တော့ဒီ Gmail ကကျွန်တော်ဒီဖုန်းနံပါတ်နဲ့ two factor ခံထားတဲ့အကောင့်နေဆိုရင်ကျွန်တော်ဒီလက်ရှိဖုန်းနံပါတ် login ဝင်ထိုင်တော့ရတယ်တခြားဖုန်းတွေကို login ပြောင်းဝင်နေဆိုရင်သူကဒီဖုန်းနံပါတ်ကိုကုတ်မပို့ပြီးတော့ဘောနော်ကုတ်မပို့ပြီးတော့ဆိုရင်ဒါ login ဝင်လို့မရဘူးနော်အဲ့လိုဆိုရင်ဒါဘယ်လိုဖြစ်ရှင်းရမလဲဆိုတော့ရှင်းပြမှာဖြစ်ပါတယ်အဲ့တော့အရင်ဆုံးကျွန်တော်ဒီ application တစ်ခုထားပါမယ်အဲ့တော့ download အတွက်ကျွန်တော်ဒီ play store ဘောနော် play store တစ်ချက်နေပါ play store ရဲ့ကျွန်တော်ဒီ share ပေါ့နော် share မှာ ကုကေ A U T H E N D I C A T O R ဘာနော် Google Authenticator ဘာနော်ကျွန်တော် design လေးစာရေးပြီးသွားပြီဆိုရင်ကျွန်တော်ဒီရဲ့ share ဘာနော် share ကိုတစ်ချက်နှိပ်လိုက်ပါနှိပ်လိုက်ပြီဆိုရင်ကျွန်တော်ဒီမှာ Google Authenticator ဆိုတဲ့ကျွန်တော်ဒီ logo လေးနဲ့ဘာနော်ကျွန်တော်ဒါလေးကိုတစ်ချက်နှိပ်ပါနှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီရဲ့ install ဆိုတာကိုတစ်ချက်နှိပ်ပါအဲတော့ဒီ file size သေးတဲ့အတွက်ကျွန်တော်ဒီခဏလေးနဲ့ download ပြီးတော့ install လုပ်သွားတယ်ဘာနော် တော့ကျွန်တော်ဒါလေးခဏဆောင်မယ်ဒါဆိုကျွန်တော် open ပေါ့နော် open ဆိုတာအသုံးပြုလို့ရပြီပေါ့နော်အဲ့တော့ကျွန်တော်ဒီဖုန်းကကျွန်တော်ဒီဟာလေးပေါ့နော်ဒီ check in လောက်တော့တော့ခဏဆောင်ပြလိုက်မယ် okay ပြီးတော့ကျွန်တော် home key နဲ့ထွက်လိုက်မယ်နော်ထွက်ပြီးသားပြီဆိုရင်ကျွန်တော်ဒီ Google Authenticator ပေါ့နော်ကျွန်တော်ဒါလေးကိုကျွန်တော်ဒီနားလေးပြန်ထားလိုက်မယ်နော်အဲ့တော့ဒီ Google Authenticator ပေါ့နော်ဒီ application လေးကိုအရင်ဆုံးဖွင့်လိုက်မယ် โอเคဖွင့်ပြီးသားပြီဆိုရင်ကျွန်တော်ဒါလေးတွေအရသူ့ရဲ့အချက်လက်လေးတွေပေါ့နော်ပြီးသားရင် customer တစ်ချက်နေလိုက်မယ်ပြီးရင်ကျွန်တော်ဒီ Google authenticator ကိုကျွန်တော်ဒီ Gmail Gmail account နဲ့ဝင်มาလာကျွန်တော်ဒီ Gmail account မှာပါဝင်နေ login ဝင်มาလာပေါ့နော်အဲ့တော့ဒီမှာတော့ကျွန်တော်ဒီသင်္ကန်းစာဖြစ်တဲ့အတွက် alert ကိုရှင်းပြလို့ရအောင် use without an account ပေါ့နော်ဒါလေးကိုဝင်နေလိုက်မယ်ဒီနေရာမှာကျွန်တော်ဒီ Gmail account နဲ့လည်းဒါ login ဝင်လို့ရတယ်နော် ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီဟာကိုဒီတိုင်းလေးထားလိုက်မယ်နော်ဒီတိုင်းထားပြီးသားပြီဆိုရင်ကျွန်တော် home key နဲ့ပြန်ထွက်မယ်ဖြတ်ပြီးကျွန်တော်ဒီ gmail ကိုပြန်သွားမယ်နော် gmail application ကိုဝင်မယ်ဝင်ပြီးသားပြီဆိုရင်ကျွန်တော်ဒီအပေါ်ကဒီ profile ပုံလေးကိုတချင်နေမယ်နေပြီး manage your google account ပေါ့နော်ဒါလေးတချင်နေမယ် โอเคနေလိုက်ပြီဆိုတော့ကျွန်တော်ဒီတိုင်းလေးပေါ့မယ်ဒီမှာက attack recovery phone ဆိုတာကဒီချီမေး account ကကျွန်တော်ဒီ2 factor ခံမထားဘူးเนาะ2 factor ခံထားတဲ့ account တွေကတော့ဒီနေရာမှာဒီ phone number ပုံမှာမဟုတ်ဘူးเนาะဟုတ်ပြီအဲ့တော့ကျွန်တော်ပြန်သွားမလဲဆိုတော့ကျွန်တော်ဒီမှာ security ဆိုတာရှိတယ်ဒါကတော့ကျွန်တော်ဒီ Gmail account တစ်ခုနဲ့တစ်ခုကျွန်တော် phone တစ်လုံးနဲ့တစ်လုံးပါမူတည်ပြီးတော့ဒီရဲ့ကျွန်တော် setting လေးကတော့ကျွန်တော်ဒီမှာဆိုရင်ဒါဂျီတိုင်းလေးပေါ်တယ်တချို့ phone တွေကြောင့်ကျွန်တော်ဒီလိုအောက်ကိုပေါ်တာပေါ့နော်ဒါကတော့ကျွန်တော်ဒီရဲ့ security ဆိုတာလေးကိုရှာကြည့်လိုက်ပါနော်အဲ့တော့ဒါလေးတစ်ချက်နှိပ်လိုက်မယ် okay နေပြီးသားပြီဆိုရင်ကျွန်တော်အခုနည်းနည်းသားမယ်အဲဒီမှာ two step verification ပေါ့နော်ဒီမှာကကျွန်တော် off ထားတယ်ပေါ့နော်အဲဒါကျွန်တော်ဒီ two step verification ကိုကျွန်တော် phone number နဲ့ကျွန်တော်ဒီဖွင့်ထားတဲ့သူတွေဆိုဖုန်းနံပါတ်နဲ့ကျွန်တော်အသုံးပြထားတယ်ဆိုရင်ဒီညလေးမှာ two step verification on ပြနေမယ်နော်ပြီးကျွန်တော်အခုနည်းနည်းသားမယ်ဒီညလေးမှာကျွန်တော်ဒီမှာ authenticator ဆိုရှိတယ်ပြီးဒီဘက်က two step verification phone ဆိုရှိတယ်အဲ့တော့ကျွန်တော်ဒါလည်းတချို့ဖုန်းတွေကြတော့ကျွန်တော်ဒီ authenticator ဆိုကျွန်တော်ဒီညလေးမှာပေါ်တတ်တယ်ပေါ့နော်အဲ့တော့ဒါလိုက်ပြီးတော့ဒီညလေးမှာရှာကြည့်လိုက်ပေါ့နော်အဲ့တော့ဒီ authenticator ဆိုတာတွေ့ပြီဆိုရင်ကျွန်တော်ဒါလေးကို ချက်နှိပ်လိုက်ပါ Okay နှိပ်လိုက်ပြီဆိုသူက Gmail အကောင့်ရဲ့ password ဝင်ခိုင်းတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာတော့ fingerprint နဲ့လုပ်ထားဆိုတော့ဒါ fingerprint နဲ့ပဲဝင်လိုက်မယ်အဲ့ဒီနေရာပြီဆိုရင်ကျွန်တော်ဒီမှာအပောင်းလေးနဲ့ပေါ့နော်အပောင်းလေးနဲ့ setted authenticator ပေါ့နော်ကျွန်တော်ဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်။အနှိပ်လိုက်ဆိုကျွန်တော်ဒီမှာ scan လေးပေါ်လာပေါ့နော်။ဒီ scan လေးကိုကျွန်တော်ဒီ authenticator application ကနေဒီ scan ဖတ်လို့လည်းရတယ်။အဲ့လိုမဟုတ်ဆိုရင်ကျွန်တော်ဒီရဲ့ cannot scan yet ပေါ့နော်ဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်။ နေပြီးသွားပြီဆိုရင်ကျွန်တော်ဒီနံပါတ်2ဆိုတဲ့ဟာပေါ့နော်နံပါတ်2ရဲ့ကျွန်တော်ဒီဆလုံးအမဲလေးနဲ့ဟာပေါ့နော်ကျွန်တော်ဒီဟာလေးကိုအဲဖိလိုက်ပေါ့နော်ဖိပြီးတော့ကျွန်တော်ဒီဟာလေးဆက်လက်ပေးလိုက်ပါဆက်လက်ပေးပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာ copy ဆော့ရှိတယ်ဒါလေးကိုတစ်ချက်နှိမ့်လိုက် okay နေပြီးသွားပြီဆိုရင်ကျွန်တော်ဒီရဲ့ authenticator application ကိုပြန်သွားမယ်သွားပြီးရင်ကျွန်တော်ဒီကုတ်စာတစ်ချက်နှိမ့်မယ်နေပြီးရင်ကျွန်တော်ဒီမှာ enter ရဲ့ select key ပေါ့နော်ဒါလေးတစ်ချက်နှိပ်မယ်နေပြီးရင်ကျွန်တော်ဒီမှာခုနကတော့ copy ကူးလာခဲ့တဲ့ key ကိုကျွန်တော်ဒီ your key ဆိုတဲ့နေရာလေးမှာဖိလိုက်ဖိလိုက်ရင်ကျွန်တော် paste ဆိုရှေ့ရဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက် ဲ့တော့ name ကတော့ကျွန်တော်ဒီ gmail account ရဲ့နာမည်ပေါ့နော်နာမည်လေးရေးရမယ်အဲ့တော့ဒီမှာကတော့ကျွန်တော်နာမည်တစ်ခုပေါ့နော်နာမည်တစ်ခုရေးလိုက်မယ် โอเคရေးပြီးသားကျွန်တော်ဒီရဲ့ address ဆောင်တစ်ချက်နှိမ့်လိုက်မယ်နှိမ့်လိုက်ကျွန်တော်ဒီမှာ code ပေါ်တယ်ဒီ code ကကျွန်တော်ဒီ second နဲ့အမြန်ပြောင်းလဲနေမယ်ပေါ့နော်ဒီဘက်မှာ align လေးရှိတယ်ဒီ align လေးတစ်ပတ်ပြည့်သွားပြီဆို code ကထပ်ပြောင်းသွားမယ်အဲ့လိုဆိုရင်ကျွန်တော်ဒီမှာ code ထည့်လို့မရဘူးနော်ဒီမှာဆိုနောက်ထပ် code တစ်ခုထပ်ပြောင်းသွားရေပေါ့နော်အဲ့တော့ကျွန်တော်ဒါလေးကို paste copy ယူလိုက်မယ် copy ယူပြီးသားပြီဆိုရင်ကျွန်တော်ခုန Gmail application သွားမယ်ပြီးရင် next code တစ်ချက်နှိမ့်မယ်ပြီးရင်ကျွန်တော်ဒီနေရာမှာ copy ကူးခဲ့တဲ့ code ကိုထည့်မယ်ပြီးရင် verify ဆိုတာတစ်ချက်နှိမ့်လိုက်မယ် အဲ့ဒါဆိုရသွားပြီပေါ့နော်ဒီနေရာမှာကျွန်တော်ဒီမြန်မြန်လေးလှုပ်လိုက်တယ်ဆိုတာကဒီအဝိုင်းလေးပြည့်သွားပြီဆိုဒီကုတ်ကနောက်တစ်ခုပြောင်းသွားမယ်အဲ့လိုနောက်တစ်ခုပြောင်းသွားတယ်ဆိုရင်ကျွန်တော်ဒီဘက်မှာကုတ်ထည့်တဲ့အခါမှာသူကကုတ်မားနေတယ်ဆိုရင်အဲ့ဒါပြနေလိမ့်မယ်အဲ့တော့ကျွန်တော်ဒီကုတ်ကကျွန်တော်ဒီမှာတော့ဒီအဝိုင်းလေးပြည့်သွားပြီဆိုနံပါတ်တွေပြောင်းနေမယ်အဲ့လိုပြောင်းနေရဆိုရင်ကျွန်တော်ဒီဒီအဝိုင်းလေးမပြည့်ခင်မှာဒီကုတ်နံပါတ်ကို copy ယူယူပြီးတော့တစ်ဖက်ကိုသွားပြီးတော့ကုတ်ထည့်ရမှာပေါ့နော် တော့ဒီမှာဆိုရင်ဒါ authenticator application ကနေဒါ two step verification ဖြစ်သွားပြီပေါ့နော်ဖြစ်သွားပြီဆိုတော့ဒီမှာကဒီအောင်မှကျွန်တော်ဒီ authenticator ဆိုပြီးတော့ပေါ်နေပြီပေါ့နော်ပြီးတော့ကျွန်တော်ဒီမှာ turn off ပေါ့နော် turn off ဆိုရှိတယ်အဲ့တော့ two step on ခြင်းနဲ့ဆိုရင်ဒါ two step verification on ပေးလိုက်ဒါဆိုရင်ရသွားပြီအဲ့ဖုန်းနံပါတ်ကထည့်စီအောင်လို့ဖုန်းနံပါတ်ထည့်ပြီးဆိုတော့ဖုန်းနံပါတ်ကကုန်မပို့တဲ့အတွက်ဒါဖုန်းနံပါတ်မသုံးတော့ဘူးပေါ့နော်ဖုန်းနံပါတ်မသုံးမဲ့ဒီ Gmail account ကိုဒါ two step verification on လို့ရတယ်ပေါ့နော် အဲ့တော့ဒီနီလန်ကိုအသုံးပြုပြီးတော့ကျွန်တော်ဒီ Gmail တွေကို two factor on လုပ်ရတာပေါ့နော်အဲ့တော့ Gmail inbox ထဲမှာလည်းကျွန်တော်ဒီမှာ mail တစ်ခုရောက်နေဒါကကျွန်တော်ဒီ authentic application နဲ့ဒါကျွန်တော်ဒီ add လုပ်ပြီးတွားပြီးဆိုပြီးတော့ဒီမှာဒါလာပြပေးတာပေါ့နော် ဒါဆိုရင်ကျွန်တော်ဒီ Gmail account ဟာ two factor ကို authenticate application နဲ့ဒါအသုံးပြုလိုက်ပြီပေါ့နော်အဲ့တော့ Gmail ကကျွန်တော်ဒီတိုင်းအပြော်သုံးနေဆိုရင်တော့ဒါ2 factor မခံလည်းဘာမှမဖြစ်ဘူး။အဲဒါမဲ့တချို့နေရာတွေကျတော့ကျွန်တော်ဒီ Gmail က2 step on page မှာဆက်ပြီးတော့အသုံးပြုလို့ရတာရှိတယ်။ဟိုဒါဥမာအနေနဲ့ဆိုရင်ဒါ YouTube channel ပေါ့နော် YouTube channel ဆိုရင်ဒါ Gmail က2 factor on ထားမှ YouTube channel ကအသုံးပြုလို့ရတာပေါ့နော်။အဲ့လိုဆိုရင်ကျွန်တော်ဒီ Gmail account ကို2 factor on ပေးရတယ်ပေါ့နော်။ Okay ဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုအားလုံးနားလည်မယ်ထင်ပါတယ်။